โอเคท่านแรกมาเอาลงနေကြတယ်ကျွန်တော်တို့ရှေ့ပြန်လို့ဒီမှာမျိုးပြီးနေတယ်ဒီဗီဒီယိုကိုဆက်ထားပါဒီဗီဒီယိုကိုတင်ထားပါဒါမှတန်ရင်မိမိတို့ရဲ့ပတ်ဝန်းကျင်မှာမိမိတို့ရဲ့တကယ်ချင်းမိမိတို့ရဲ့ဆွေမျိုးဟောဒါမှမဟုတ်ပါတော့မိမိတို့ရဲ့နေဆက်တဲ့လူတွေအားနေပြီးတော့တခုခုအခုလိုမျိုးကျွန်တော်ဗီဒီယိုတွေရအတိုင်းလှုပ်လှုပ်နေဒဏ်ရာရသွားလာမျိုးလှုပ်လှုပ်နေအဲကျွန်တော်ခြေပြက်လက်ပြက်ဒဏ်ရာရခန္ဓာကိုဆုံးရှုံးသွားတာမျိုးဖြစ်ခဲ့မှာဆိုရင်ဘယ်လိုရော်ကြီးတောင်းရမလဲဘယ်သူကနေပြီးတော့ရော်ကြီးပေးရမလဲ လို့လှုပ်ဆောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့လူရင်းလေးကိုကျွန်တော်ရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဗီဒီယိုကနည်းနည်းလေးရှင်းသွားမယ်ဆိုလို့ရှင်တော့လေအချိန်ရတဲ့ခါကျမှကြည်ကြဖို့အတွက်ကိုပြောလိုပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဆုံးကတော့ကျွန်တော်ထိုင်တဲ့ခါမှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှိသွားလို့ကမာနေနေဘလို့အလုပ်တွေပဲကိုပဲလုံလုံကျွန်တော်တို့ကျမကြီးအမကန်နဲ့ပတ်သက်ပြီးတော့ဟဲ့လောက်ရတာရှိသလိုအဲကျွန်တော်လူမှုဖူလုံကြီးလို့ခေါ်တဲ့ပကန်ဆောင်ပုံဆိုတာတမျိုးရှိပါတယ်။နောက်ဒီနှစ်ခုနှုန်းမှာတစ်ခုခုကိုတော့ကျွန်တော်တို့ရအောင်လုပ်ကြရပါတယ်။နော်မလုပ်ဘဲနဲ့တကယ်လို့တရားမဝင်အလုပ်ကမာနေဆိုလို့ရှိရင်လည်းပဲโอเค တရားမွေလောက်သမားတွေဆိုရင်လည်းပဲဒီခံစား권နေလည်းရရှိမှာဖြစ်ပါလေ။လူကြီးနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဟုတ်ကဲ့ passport ရှိသည်ဖြစ်စေ၊စီအိမ်ရှိသည်ဖြစ်စေ၊ဘဝပမေရှိသည်ဖြစ်စေမလူနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်။အားလုံးကအလုသမားကအလုသမားပဲ။အဲ့တော့အလုသမားတွေတကယ်လို့အလုလုရင်လည်းအလုထဲမှာတန်ရာရသွားတယ်၊အဲ့ဒါသိဆုံးသွားတယ်ဆိုလို့ရှိရင်ဒါကပကံဆောင်ဝင်ရှိတဲ့လူတွေဆိုလို့ရှိရင်တော့အလုသမားဝင်ကြီးဌာနကနေပြီးတော့တခါရောကြီးပေးရမှာဖြစ်တယ်လို့ပကံဆောင်ကိုမလုထားဘူး။ပကံဆိုကဖလို့ခေါ်တဲ့ကျမကြီးအာမကံကျွန်တော်အသက်အာမကံအဲ sorry အဲကျွန်တော်ဒီပကံဟို30ဘတ်လောက်ထားတဲ့လူတွေအတွက်ပေါ့နော်စီးရုံကတည်း30ဘတ်လောက်ထားတဲ့လူတွေတစ်နှစ်ဝယ်ထားတယ်နှစ်နှစ်ဝယ်ထားတယ်ပြီးတော့လောက်ထားတဲ့လူတွေအတွက်ကကြတော့အဲဒါကအလုတ်ရှင်ကနေပြီးတော့ကျွန်တော်တို့လိုချေးပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပကံဆောင်ကကြတော့အလုတ်မှာဝင်ထားတာတွေအလုတ်မှာနေတဲ့ပတ်သက်တဲ့အကုန်လုံးကိုတောင်းဝန်ယူထားတယ်။ဒါပေမဲ့ဒီပကံဆိုကဖားလို့ခေါ်တဲ့ကျမကြီးအမကံကကြတော့သူကဒီကျွန်တော်တို့ဒီကျမကြီးဝင်ကြီးဌာနနေပြီးတောင်းဝန်ယူရတာဖြစ်တဲ့အတွက်ဥသာဈေးနဲ့ပတ်သက်ပြီးတော့ပဲအဲဥမာကလေးမွေးတာတို့ဥသာတာလို့ဆိုတော့30ဘတ်ပေးပြီးတော့ဥသာရတဲ့ခွင့်ရည်ဒီလောက်ပဲရှိတယ် အဲ့တော့ဒီနှစ်ခုထဲမှာတော့တချို့တော့အလုပ်တွေကကြတော့ပကံဆောင်ကိုလုပ်လို့ရတယ်တချို့အလုပ်တွေကကြတော့ပကံဆောင်ကိုလုပ်လို့မရဘူးအဲ့တော့ဒီဓာတ်ထဲမှာအလုပ်သမားတွေကကြတော့ကျွန်တော်ပကံဆောင်ကိုလုပ်ထားတဲ့လူတွေကကြတော့ဥမာတက်တီဆုံးသားလို့ဆိုလို့ရှိရင်တော့သူတို့ရဲ့အာအမှန်ကန်ကြီးနဲ့ပတ်သက်ပြီးတော့ကတော့ပကံဆောင်ကိုနဲ့ပတ်သက်ပြီးတော့သူတို့ဒီရဲ့အာကျွန်တော်တို့ဒီဟန်နာမှုအတွက်ကို၅လောင်းထုတ်ပြန်ခွင့်ရှိတယ်ပြီးရတဲ့ခါလူတယောက်တည်ဆုံးသွားပြီဆိုရင်ခန့်မှန်းကြီးနဲ့ပမာဏအရအများသောအဖြစ်ကတော့၈သိန်းနီးပါးပတ်ဝန်းကျင်လောက်ရှိတယ် เนาะဒါအလုတ်သမားဝီထားလာဒီပကစားခုံရဲ့ဟခံခံဝင်အရာပေါ့နော်သူက10နှစ်ကိုခွဲပြီးတော့ပေးတာဖြစ်ပါတယ်10နှစ်အတွက်ကိုပေါ့နော်ဥမာဟာ8သိန်းလောက်ပတ်ဝန်းကျင်လောက်ရမှာဆိုတလားဟို6000ကျော်ရတာမျိုးတွေပေါ့နော်ဒါမိမရှိတဲ့လူရှိရင်ဆိုလို့ရှိရင်လည်းမိမကိုဟိုလှတဲ့ဖြတ်ပြီးတော့ပေးတာမျိုးတွေအဲမိမမရှိသေးဘူးလူမျိုးဆိုလို့ရှိရင်လည်းဒါမိခင်ဖြစ်တဲ့လူကနေပြီးတော့ထိုင်းနိုင်ငံမှာလာပြီးတော့ထုတ်ရတာဖြစ်ပါတယ်နော်ထိုင်းနိုင်ငံမှာရဲ့ဥပဒေအရကြတော့ဘာဖြစ်လို့အဖေကိုမပေးတာလဲအမေကိုပဲပေးတာဟုတ်တယ်ထိုင်းနိုင်ငံရဲ့ဥပဒေက အမေဖြစ်တဲ့လူကိုပဲကျွန်တော်ခံစားဝင်နေကိုပေးကြတာဖြစ်ပါတယ်ဥပမာအဲကျွန်တော်ဒီကားတိုက်မှုအပြင် SC ရဲမဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်မအေးဖြစ်တဲ့လူကပဲခံစားဝင်အပြေးဝပေးတယ်လို့ဥပဒေထဲမှာရေးဆွဲထားတာဖြစ်ပါတယ်အဲမှာဘလို့ပဲဖြစ်ဖြစ်အမေဖြစ်တဲ့လူကမအားဘူးအမေဖြစ်တဲ့လူကလည်းစုံသွားတယ်ဒါမှမဟုတ်တမီးမျိုးကြောင့်ပေါ့နော်ဒါအဖေကိုအနာလွှဲပေးတာမျိုးမော်နှမတွေအနာလွှဲပေးတာမျိုးစွန့်လွန့်လွှဲပြောင်းတာမျိုးတွေကလမ်းကြောင်းတွေရှိတယ်လားရှိတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်အသေးစိတ်နဲ့မရှင်းပြကျွန်တော်ရှင်းပြမယ်ဆိုလို့ရှိရင်တနာရီလည်းပြီးမှာမို့ဗီဒီယို เนาะအဲ့တော့ကျွန်တော်တို့တွေသိထားရမယ့်အချက်ကတော့ဘာလဲဆိုရင်ကျွန်တော်တို့အလုပ်တွေမှာတန်ရကူရသွားတယ်ဆိုရင်အဲ့အနာကိုပျောက်ပြင်းကိုကုမယ်ပျောက်သွားပြီးတဲ့နေ့ရက်နေစားပြီးတော့ဒီအမှုအစားတင်ပြီးတော့လုပ်လို့ရမှာဖြစ်ပါတယ်ခန်းစားခွင့်ရတော့ခုနကကျွန်တော်ပြောသွားတဲ့အတိုင်းပဲပကန်းစားခွင့်ရှိတဲ့လူကြီးကျွန်တော်အလုပ်ဒီမှာဝင်ထားတာလူမှုဘူလုံးကြီးကနေပြီးတော့တခါအဲကျွန်တော်တို့ယောကြီးပေးရမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာပေါ့နော်ဟုတ်ကဲ့ယောကြီးကပေးရမှာဖြစ်တယ်တကယ်လို့ပကန်းစကောင်မလုပ်ထားဘူးပကန်းစုကမလုပ်ထားတယ်ကျမကြီးအမကံပဲလုပ်ထားတယ်ဆိုလို့ရှိရင်အားဒါအလုပ်ရှင်ကနေပြီးတော့တောင်းဝန်ယူရမှာပါဖြစ်ပါတ เนาะအလုတ်ရှင်ရနေပဲယောရမှာဖြစ်ပါတယ်ဥမာကိုဘာဘလောက်ထိအနေထားကြီးကိုပေါ့เนาะရပိုင်ွေးတွေအားလုံးအလုတ်ရှင်ရနေယောရမှာဖြစ်တယ်နောက်တကယ်တော့ဘာတက်တံမှာမရှိတဲ့လူတွေအတွက်ကကြာတော့လေအလားတူပဲဘာမှတက်တံမရှိတဲ့လူတွေအဲစာအုပ်ဆိုင်အဆိုင်ရဆန်တန်းပေါ့เนาะဘာမှမရှိတဲ့လူတွေအဲဒီကမှာလှုပ်လှုပ်ပြီးတော့တရားမွေလှုပ်တဲ့လူတွေလည်းတကယ်အသက်တည်ဆုံးသွားလို့ရှိရင်ခံစားပိုင်ွေးရှိတယ်เนาะကားတိုက်လို့ဆုံးသွားတာပဲဖြစ်ဖြစ်အဆိုင်ငယ်တိုက်တာဘာဖြစ်အက်ဆီဒန့်ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့ကျွန်တော်ရွှေ့ပြောင်းလုပ်သမားတွေလည်းခုခုပြစ်လာခဲ့ပြီเนาะကျွန်တော်တို့ဒီ accident ပဲဖြစ်ဖြစ်အလုပ်တွေမှာတည်ဆုံးတာပဲဖြစ်ဖြစ်ဘလို့ကြောက်ဝင်ဖြစ်ဖြစ်ပေါ့เนาะဒါဆိုရင်သူ့ရဲ့ခံစားခွင့်ကခံစားခွင့်ပဲတရားဝင်နိုင်တယ်တရားမဝင်နိုင်တယ်မဆိုင်ဘူးအလုပ်တွေမှာအလုပ်တွေမှာပဲအလုပ်တွေမှာခွင့်ရအလုပ်တွေမှာခွင့်ရเนาะအဲ့ဒါကိုနားမလည်ဘူးဆိုလို့ချင်းတော့ကျွန်တော်ကိုဆက်ပြီးတော့ဟိုကျွန်တော်မေးများနေပါတယ်အကြံယူလို့ရပါတယ်သူများကိုလေး3နဲ့5 4.5ကိုမနေ့ရှင်းနိုင်နေစားပြီးတော့ညနေ9:00ကြီးဆက်သွယ်ပြီးတော့မေးများလို့ရတယ်အကြံပြုတ်ပေးလို့ရတယ်ဟုတ်ပြီเนาะ Okay. ဲ့ဒါကကြတော့ကျွန်တော်တို့ဒီပကန်ဆောင်ကုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကကျွန်တော်ရှင်းကြင်ရတော့ပါတယ်ဆိုတော့ဥပမာကျွန်တော်တို့အလုပ်တွေမှာအလုပ်နေတဲ့လူတွေအားလုံးကိုဒီပကန်ဆောင်ကိုရှိတဲ့လူတွေကကျွန်တော်စိတ်ကြီးချမ်းသာမှုရရဲ့အဲကျွန်တော်တို့ဟိုအလုပ်လုပ်တဲ့ခါမှာပေါ့နော်ကျမကြီးအတွက်ရောအလုပ်လက်မဲ့ဖြစ်တာတွေကလေးမွေးစိတ်ကြီးနော်ကလေးထောက်ပံ့ကြီးတွေနှုတ်ဘိုးတွေပါတယ်စပြည့်ခွင့်ကြီးတွေအများကြီးပဲခုနှစ်ခုလောက်ရှိအာ sorry အာအများကြီးရှိတာပေါ့ဗျာနော်အဲကျွန်တော်တို့ခံစားဝေ့နေတယ်အဲ့တော့ဒီခံစားဝေ့နေတဲ့မှာဆိုလို့ရှိရင်တော့တချို့သောလူတွေကပကန်ဆောင်ကိုလုပ်ချင်တယ်ဒါပေမဲ့လုပ်လို့မရဘူး ပကစုခဖပဲလောက်ရတယ်ကျမကြီးအမကံပဲလောက်လို့ရတယ်ဆိုခုနကကျွန်တော်ပြောတဲ့အတိုင်းပဲဒါခံစား권ကတော့သူကတော့အကုန်လုံးကအတူတူပဲရှိတယ်ဒါပေမဲ့ညော်ပေးမဲ့လူကအလုတ်ရှင်ညော်ရမလားအလုတ်သမားဝင်ဌာနကနေပြီးညော်ရမလားဆိုတာပဲဒီနှစ်ခုပဲရှိတယ်အဲ့တော့ကျွန်တော်တို့အမျိုးကြီးတကယ်လို့ပေါ့နော်ကျွန်တော်တို့ဒီအလုပ်လုပ်နေတဲ့တိုင်ရရတာပဲဖြစ်ဖြစ် accident ဖြစ်တာပဲကားဆိုင်ကယ်ပါတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ခုခုဖြစ်လာခဲ့မှဆိုရင်နားမလည်ဘူးဆိုရင်ကျွန်တော်ဒီလည်းဆက်သွယ်လာလို့ရတယ်ပြီးရင်ကျွန်တော်အလုပ်ပေးနိုင်တဲ့အဖွဲ့အစည်းနဲ့တော့တော့ကျွန်တော်ကိုယ်တိုင်တော့လည်းကောင်းပေါ့နော်လုပ်ပေးနိုင်တယ်လို့လုပ်ပြီးတော့ ယ်။ကုညီပေးနိုင်တယ်လေ။ကုညီပေးတော့ပါမယ်။အခုကကျတော့ဒီဗီဒီယိုကကျတော့တော်တော်လေးမများပါဘူး။ကျွန်တော်ဒီဝက်ဆက်လာရဲဟိုလူစီမှာအမှုအပ်ထားတယ်။ဒါပေမဲ့တို့ကဘာဖြစ်လို့ဒီလိုကြာနေရတာလဲ။တို့ပြောတာဒီလိုဟုတ်ရလား။ကျွန်တော်လာပေးကြတယ်။အဲအဲ့တော့တချို့တွေလည်းအများကြီးပဲ။တချို့တွေကထောက်ထားမရှိပဲနဲ့ဒီတိုင်းခုခုဖြစ်သွားတဲ့ခါကျတော့ဘေးရလူတွေပြောတယ်။အာဒီကခံစားခွင့်ရမှာမဟုတ်ဘူး။သူ့မှာထောက်ထားမရှိဘူး။သူမှားတယ်၊သူမှန်တယ်ဆိုတော့ကိုယ့်အထင်နဲ့ကိုပြောပြီးတော့ဘာမှမရပါနဲ့မြန်မာကြီးပြန်သွားတဲ့ရှိသလိုမြန်မာပြည်ကနေပဲကျွန်တော်ပြန်ဆက်သွယ်ပြီးတော့အဲကျွန်တော်တင်တဲ့ဗီဒီယိုလေးတွေတွေ့ပြီးတော့ပြန်လာမေးကြတဲ့ခါကျတော့သူတို့ပြောပြမှာ တို့တွေကဩဒီလိုခံစားခွင့်ရှိပါလားဆိုတော့ဟဲ့တော့ကျွန်တော်ပြောကျင်တဲ့အားတော့ပါတယ်ဆိုတော့ကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းကြီးအချိန်အများအားမရှိတဲ့အတွက်ကျွန်တော်ကိုခွင့်လုပ်ပေးပါနေ့တိုင်းလည်းတင်ပေးလို့ဟိုမရဘောနော်ကျွန်တော်မှလည်းအလုပ်တွေရှိတာပေါ့အဲ့တော့ပြောကျင်တာကတကယ်လို့ဥပဒေပိုင်းဆိုင်ရာမှာပေါ့နော်ကျွန်တော်တို့ဘလို့နေနာကြီးအနေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်လောက်အားကမရတာပဲဘလို့ပြဿနာတွေနေမဲ့ဖြစ်ဖြစ်လုပ်သမားတွေကျွန်တော်စီကိုဆက်သွယ်ပြီးတော့ဘေးမြန်းစုံစမ်းနိုင်တယ်ပြီးရင်လည်းမတိတာလေးတွေမေးလို့ရတယ်ဗျာနော် ဘာပြဿနာမဆိုးပါလိဟုတ်ကဲ့စိတ်မဆိုးပါဘူးဒါပေမဲ့ကျွန်တော်စီကိုတော့မနေ့၈နိုင်နေစပြီးညနေ9နိုင်ပြီးတော့မှဟိုးဆက်ပြီးပါကျွန်တော်လည်းနားတဲ့ချိန်ရှိပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်ချိန်လည်းရှိတာပေါ့နော်အာဆက်သွင်းနေတဲ့ဖုန်းနံပါတ်ကတော့ညကိုလေး3 2 5 4 1 5 9ပဲဖြစ်ပါတယ်ခင်ဗျညမျိုးတို့ဒီဗီဒီယိုဖိုင်ဒီအကျိုးဖြစ်တဲ့ဗီဒီယိုဖိုင်ဒီမသိတဲ့လူတွေကိုကိုလည်းပြန်လည်းမျှဝေပေးပါတကယ်သိမိသားလူတွေကကိုသိပြီဆိုတော့မသိတဲ့လူတွေပြန်မျှမေးပေးခြင်းအဖြစ်လည်းဒါကုသိုလ်ရပါတယ်ခင်ဗျနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီနေ့ကတော့ဒါကျွန်တော်နေ့နာကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအချင်းချုပ်လေးကိုပဲကျွန်တော်ရှင်းပြထားတာ အခြေချုပ်တာမဟုတ်ဘူးเนาะအဲ့တော့အဲကျွန်တော်တို့မျိုးတွေဗီဒီယိုဗီဒီယိုဘလိုဗီဒီယို ဖိုင်တွေကိုလုတ်ပေးစီရင်တာလဲဘလိုအာဗီဒီယိုဖိုင်တွေလုတ်ပေးခြင်းလဲဆိုတာကိုလည်းကျွန်တော်ကွန်မန့်ထဲမှာဒီချက်လောက်ရေးပြီးတော့ကျွန်တော်အကြံပြုနိုင်ပါတယ်ခင်ဗျာမျိုးတွေအားလုံးကျွန်တော်စေချမ်းသာညကိုရဲ့ကြာမကြီးရပြီးတော့ခေစုစိနေစုလို့ကြော်ပြနေကြပါသည်ဆက်ဆက်ရရအနေနဲ့ပြေးရှင်းပြီးတော့အလုပ်ကိုဆင်ပြေကြပါသည်လို့ဆုမကောက်တယ်နောက်ရင်ဒီဗီဒီယိုလေးကိုဒီလောက်နေမယ်ကျွန်တော်ရန်နာပြီးပေါ့အားလုံးဝမ်းမြောက်